ကဲခုဆိုလို့ရှိရင်ရောချယ်စီအသင်းကတော့ Newcastle ကိုဒါ Newcastle အင်္ဂွဲမှာ2-0ဆိုရဲရလနဲ့တော့အချုံနေခဲ့ပြီ။ဘာပြောပြောကျွန်တော်တို့ကတော့အခြေအနေမကောင်းဘူး။ကန်ကောင်းခြင်းတော့ကျော်ဒီ Nottingham Forest ကလည်းသူတို့ဒါဒီနေ့ကစားသွားတဲ့ Leicester City နဲ့ပွဲမှာဒါတည်ရတမှတ်ပဲရယူနိုင်လိုက်တာကြောင့် Chelsea တို့အတွက်ကတော့အခွင့်အရေးတစ်ခုကကျန်ရှိနေပါသေးတယ်။ဘာပြောပြော Chelsea တို့ကန်ကောင်းတယ်ပဲပြောရမယ်။ကျော်ဒါပွဲပြီးသုံးသက်ချက်လေးကိုမပြောခင်မှာကျော်ဒီတစ်ပတ်အတွက်ကျော်ဂျာအင်ဂျာစီလက်ဆောင်အစီအစဉ်လုပ်ပေးထားတယ်။အဲ့ဒီအတွက်အပြည့်ဖြည့်ထားတဲ့သူတွေလည်းရှိတယ်။ဒါမဲ့ ဒီတပတ်မှာဆိုလို့ရှိရင်လည်းအပြင်မှန်တဲ့သူကတယောက်မှမရှိတာဖြစ်တဲ့ကြောင့်မလို့ဒီတပတ်ရဲ့ကန်တူးရှင်ကလည်းဒါကြောင့်ဒါမပေါ်ထွက်ခဲ့ဘူးပေါ့အဲ့ဒါကြောင့်မို့နောက်တစ်ပတ်ကြာလို့ရှိရင်လည်းကျော်ချယ်ဆီပွဲဦးဒီလိုဂျာစီလက်ဆောင်ပေးဦးမှာဖြစ်တဲ့ကြောင့်မို့အားမစိမ့်ဘူးပါနဲ့အပတ်တိုင်းအပတ်တိုင်းချယ်ဆီဂျာစီလက်ဆောင်နေဒါအစီအစဉ်တွေလုပ်ပေးမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ရဲ့ page ကို like and follow လေးလုပ်ထားပြီးပေါ့အားလုံးစောင့်ကြည့်ပေးကြပါဦးဒါဆိုရင်ကျွန်တော်ဒါ Newcastle နဲ့ Chelsea ရဲ့ပွဲပြီးသုံးသက်ချက်လေးနဲ့စလိုက်အောင် အရင်ဦးဆုံးပြောရမယ်ဆိုလို့ရှိရင် ပြိသက်ကြီးလည်းအရင်ပြောချင်နေမှာပါဘာလဲဆိုတာပြိသက်ကြီးလည်းတိလောက်မထင်ဘူးဒီနီကိုလက်ဂျက်ဆင်ကြီးမလို့အဖဲနဲ့အနီကပ်ထိသွားတာကြောင့်ဒီနေ့ပွဲရဲ့အဖြစ်ရလက်ကဒီလိုမျိုးပြောင်းသွားတာစောစောစီစီ2မိနစ်မှာဂိုးပေးလိုက်ရတာထောင်းအပြစ်ပြောစရာလာဗီယာမှားတယ်မှားတာတော့သိရပြဗျာဒါပေမဲ့အဲ့လောက်ထိအပြစ်ပြောစရာအချက်တော့မရှိသေးဘူးဒါပေမဲ့ဂိုးပေးရတယ်ဆိုတာတော့မကောင်းတော့မကောင်းဘူးဒါပေမဲ့လည်းပြန်ပြီးတော့ဒါပြန်သွင်းနိုင်တဲ့အနေအထားရှိတယ် ကျော်ဒုတိယပိုင်းမှာဆိုကြည့်လိုက်ဗျာချယ်ဆီသင်တယောက်ယောက်နဲ့ကစားတာနျူကာဆယ်ကိုတစ်ဖက်ချမ်းအတာစီးနဲ့ပဲကစားသွားတာဂိုးကန်ခွင့်သာတိတ်မရတာကျော်နျူကာဆယ်ဘက်ချမ်းကတသိန်းလုံးနီးပါးပဲ defense ကစားသွားတာကျော်ဒီကော်ဒန်တို့ဘာလို့တောင်စောစောစီးထုတ်ပြီးတော့ဒါနောက်တန်းနေနဲ့လဲလိုက်ပြီးတော့အဲ့လိုမျိုး defense ကစားတာဆိုချယ်ဆီဒုတိယပိုင်းမှာဘောလုံး ကင်ပြီးတော့ကစားထားနိုင်တယ်ဒါအခွင့်အရေးတွေလည်းရခဲ့တယ်ဗျဒါမဲ့လည်းကျောင်းနစ်ပုတ်အနေနဲ့ဒါကိုပါမကန်တဲ့အလုံးရယ်ပြီးလို့ရှိရင်ဒါအန်ဆိုဖာနာဒက်ကန်တဲ့အလုံးရယ်ပေါ့ပြီးတော့ဒါကူကူရယ်လာကန်တဲ့အလုံးရယ်စုစုပေါင်း၃လုံးပေါ့ဒီ၃လုံးပဲဒါနစ်ပုတ်ကာကွယ်လိုက်တာအဲ့လုံးဆိုအဲ့လုံးနေဆိုလို့ရှိရင်ကျောင်းဂိုးဘီလိုတောင်ထင်ခဲ့တာဒါမဲ့လည်းဒါနစ်ပုတ်အကောင်းဆုံးကာကွယ်ပြီးတော့ဒါနျူကာဆယ်အသင်းချန်ပီယံလိဝင်ခွင့်ရဖို့အတွက်တေချာစီမဲ့အနိုင်၃မှတ်ကိုယူပေးခဲ့တယ်လို့ပဲပြောရမှာအဓိကနျူကာဆယ်ရဲ့ကယ်တင်ရှေ့ကဘယ်သူလဲဆိုတော့နီကိုလက်ဂျက်ဆင်ပဲ ပရိသတ်ကြီးတွေလည်းအရင်ဆုံးဒီနေ့ပွဲရဲ့အဖြေဒီလိုဖြစ်သွားတာဘသူကြောင့်လဲလို့အရင်ဆုံးတွေးကြည့်မယ်ဆိုလို့ရှိရင်နီကိုလက်ဂျက်ဆင်ကြောင့်လို့ဒါပရိသတ်ကြီးတွေပြောကျင်နေဆိုတာကျွန်တော်သိတယ်။ဒါနီကိုလက်ဂျက်ဆင်ကအခုမလို့အဖဲနဲ့အနီကရခဲ့တယ်ဗျာ။သူကြောင့်10ယောက်11ယောက်ကစားခဲ့ရတယ်။10တယောက်11ယောက်ကစားမယ်ဆိုလို့ရှိရင်တော့ဒုတိယပိုင်းမှာကျွန်တော်အ ਨੇ ဆုံးတော့ဒါတရေတမှတ်တော့အရယူနိုင်လောက်တဲ့အခြေအနေဗျာ။ ဲ့လိုမျိုးအချိန်နေပွဲဆက်ဆက်ချင်း2မိနစ်မှာပဲကျော် Chelsea ဂိုးပေးလိုက်ရတယ်ပြီးလို့ရှိရင်ဒါမဲ့အရင်အချိန်နေဆိုးသွားတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒီနေ့ပွဲကြီးလိုက်ဗျာ Jackson ကလွယ်ပြီး Chelsea အသင်းတသင်းလုံးဒါကစားသမားတွေအကုန်လုံးတနာဖို့ကောင်းတယ်တတော်ကြီးကိုယုံပြီးတော့ကစားတယ်အဓိကတိတိတတ်ကြည့်ရမယ်ဆိုလို့ရှိရင် Kaisido ရဲ့ Pedro Neto ရဲ့ဒီနှစ်ယောက်ရဲ့ဒီကစားအားကဒီနေ့ပွဲမှာတတော်ကြီးကို ိတိတတနဲ့ယုံပြီးတော့ကစားပေးနေရဗျာဘလို့ဘလောက်ထိ Chelsea အသင်းပေါ်ချစ်လဲဆိုတော့အားကြောင့်ကာစီတိုရောနတ်တိုရောနှစ်ယောက်လုံးကိုပို့ပြီးတော့သဘောကျသွားပြီခုဒီနေ့ပွဲကစားပြီသူတို့ကြည့်လိုက်ဗျာသူတို့အရှိရောအနောက်ရောတော်တော်ပင်ပန်းနေကာစီတိုဆိုလို့ရှိရင်တိတာဗျာ race chain ဝင်လာပြီးတဲ့နောက်ပိုင်းအတိုင်ငယ်အောင်သူ free like ရတယ်ဗျာ attacking line လိုက်ရတယ် defense လည်း line လုပ်ရတယ်ကာစီတိုရဲ့လောက်ကတည်းလည်းဒီနေ့အများကြီးပဲပြီးတော့နာတိုဆိုလို့ရှိရင်လည်းဒါမာကင်မပါလာဘူးဒါကြောင့်ကို့အတင်တင်းမိတ်ကမာကင်မပါလာဘူးဒါမှမဟုတ်လည်းတယောက်တည်း မရရတဲ့နီးနဲ့အတင်သူ့မှာရှိသမျှအားနဲ့တိုးရတာပဲသူ့ကိုထိန်းထားတာဘယ်သူထင်လို့လဲနျူကဆေးကကြောအရက်မြင့်ဆုံးဒေါင်ကြီးနဲ့သူနဲ့တိုင်းကြီးလိုက်မယ်ဆိုလို့ရှိရင်ခေါင်းနှလုံးလောက်กว่าတယ်အမှန်တကယ်တိုင်းကြီးမယ်ဆိုခေါင်းနှလုံးလောက်กว่าတယ်အဲ့လိုကောင်းကြီးကထိန်းထားတာဆိုတော့ဘလို့သွားလုံလဲသူလဲရားတလောက်တော့တိုးပေးတာပဲကျောဘာမှမတတ်နိုင်ဘူးတိုက်စင်မှုစစ်စစ်မရှိတဲ့ ပြဿနာအဓိကအဲ့နီကိုလက်ဂျန်စင်ကစတယ်ပဲဘာမှမလိုအပ်ဘူးဗျာဒီလုံးမရလို့လဲသေသွားတာမဟုတ်အဲ့ဒါကိုသွားကြည့်ပြီးတော့တထောင်နဲ့ပိတ်တိုက်လိုက်တယ်ဆိုတော့ဒီကောင်ရဲ့အုံနောက်ကမွေးတဲ့အုံနောက်မပါလာဘူးလို့ပဲကျော်ဒီဘွဲမှာတေချာတိသွားတယ်အခုမှတေချာတိသွားတာတကယ်အုံနောက်မပါတဲ့ကောင်ပြီးလို့ရှိရင်နောက်ဘွဲလည်းလစ်ပြီလေကျော် Nordian Foreign နဲ့ဘွဲရော Man U နဲ့ဘွဲရောဒါနှစ်ဘွဲလုံးဒီကောင်လစ်ပြီသွားဒီကောင်တခြားရှိတဲ့လူနဲ့ပဲကျော် NATO အထောင်တင်ဆော့ပြီးတော့ဒီဆန်ချိုရဲ့ ထားမရယ်ပြီးလို့ရှိရင်ဒီဘက်မှာမာတူကီရယ်ဒီပုံစံတိုင်းပဲဆော့တော့အဲအဲ့ဒါပူအဲ့ဒါပူပြီးတော့ Chelsea တို့ကလှုပ်ဖြစ်လိမ့်မယ်ဒီကောင်အနီကယူသွားတာဒီတစ်ခုတော့ကျေးဇူးတင်ရမယ်နောက်ပွဲမှာမတွေ့ရတော့ရှေ့မှာ तू မထွက်ခင်တုန်းကအချိန်တုန်းကလေသူ့စီမှာဘောလုံးတွေအများကြီးရတယ်ဒါမဲ့ဘာလှုပ်ချင်လို့လှုပ်ချင်မှမသိဘူးလေးပင်နေတာပဲအဲ့လိုကစားသမားမျိုးအထောင်တိုက်စစ်ကစားသမားပဲဗျာတွေးကြည့်ရင်ကျော်တော်တော်လေးကိုရင်နာဖို့ကောင်းပါတယ် Chelsea တင်ရာဒီကုန်တဲ့ခါကြားလို့ရှိရင်တော့မဖြစ်မနေတိုက်စစ်မှုစစ်စစ်တယောက်ကိုဒါဝယ်မှပဲရမယ်အဲဆိုမတ်စကအရန်ဒီကောင်ကြီးကိုကြိုက်ရလို့ဒီကောင်ကြီးကိုပဲဆက်သုံးနေမယ်ဆိုအဲ့ကောင်မှလက်ထားလို့အဲ့ကတော့မှ ထုတ်ခိုင်းလိုက်တော့အဲ့လောက်ထိအနေထားကျော်ဒီနေ့နီကိုလက်ဂျက်ဆင်ကိုတော်တော်ကြီးကိုစိတ်ပြတ်သွားတာပါတကယ်ကိုလည်းလုံးဝမလိုအပ်တဲ့အနေထားမဖြစ်သင့်တဲ့အနေထားမှာဒီလိုမျိုးအနေကက်ကြကိုရလိုက်တာဖြစ်တဲ့ကြောင့်မလို့ကျော်ချယ်ဆီအသင်းအတွက်ကတော့အဖြေကအခုလိုမျိုးဒါနောက်ဆုံးမှာတော့ထွက်ပေါ်သွားခဲ့တယ်ကျော်ဖန်တွေအတွက်လည်းတော်တော်လေးကိုစိတ်ပြတ်ခဲ့ရတယ်အသင်းအတွက်လည်းတော်တော်လေးကိုနစ်နာခဲ့ရတယ်ဒါနီကိုလက်ဂျက်ဆင်တော်တော်ကြီးကိုစိုးပါတယ်။ဒါဒီနေ့မှတော့တခြားကစားသမားတွေကအများကြီးထူထူပြောကြမှာမလို့ဗျာ။တော်တော်လေးကိုကြိုးစားစားကစားသွားတယ်ဗျာ။နောက်ဆုံးကိုဆိုလို့ရှိရင်လည်းကျွန်တော်ဒါ ဂူစတို6နဲ့ထိပြီးတော့ဂိုးဝင်သားဆိုတော့မတက်နိုင်ဘူးချက်စင်းသင်းပထမအလုံးပေးလိုက်ရတာလဲလာဗီယာဒါမာကင်မကြည့်တာကြောင့်ပေးလိုက်ရတယ်ဆိုပေမဲ့အဲ့လောက်ထိအပြစ်ပြောစရာမရှိဘူးပြန်လိုက်သွင်းလို့ရတဲ့အနေထားဆိုတော့ကျွန်တော်တို့ခုပဲတယောက်ယောက်ဖြစ်သွားတဲ့အနေထားမှာနျူကာဆယ်အသင်းကလည်းထပ်မတိုက်တော့ဘဲနဲ့ဒါလုံးဝ block only ကစားပြီးတော့ဒါ defense နဲ့ပဲချက်စင်းကိုဒါ ထိန်းသွားတယ်ကျော်တပွဲလုံးဒီပါလဲဒီတိုင်းပဲကစားသွားတယ်ကျော် Chelsea အသင်းကဖင်ပိတ်တဲ့အသင်းနဲ့တွေ့လို့ရှိရင်အများတန်းတိုင်ပတ်နေကြအတိုင်းပဲဒီပွဲမှာလည်းတိုင်ပတ်သွားခဲ့ပါတယ်အားကြောင့်မလို့ Chelsea အသင်းတို့ကတော့ဒါဒီနေ့ပွဲမှာနိုင်၃မှတ်မရခဲ့ပဲနဲ့လက်ရှိအမှတ်ပေးကြမှာဆိုလို့ရှိရင်အဆင့်၅နေရာမှာဆက်ပြီးတော့ရပ်တည်နေနိုင်ပါတယ်ဘာလို့ရှုံးတာတော့အောက်မကျတာလဲဆိုလို့ရှိရင်အောက်က Nottingham Forest ကလည်းကျော် Leicester City နဲ့တရေတမတ်စီခွဲယူလိုက်တာဖြစ်တဲ့အကြောင်းမလို့ Chelsea အသင်းနဲ့တမတ်အကွာနဲ့ဒါ Chelsea ရဲ့အောက်မှာပဲဆက်ရှိနေပါတယ်အောက်မှာဆိုလို့ရှိရင်ဒါ Aston Villa ကလည်း Chelsea နဲ့အမှတ်တူနောက်တစ်ပတ်ကြာလို့ရှိရင်လည်းပွဲစဉ်ပွဲကောင်းနေတာ အများကြီးထက်ကြီးရအောင်မှာဖြစ်တဲ့ကြောင့်မို့နောက်တစ်ပတ်ကြာလို့ရှိရင်ဒါကြောပြန်ဆောင်ကြပါမယ်။အခုဒါဒီတစ်ပတ်မှာကြောရှင်ပိုင်ကစားသွားခဲ့တဲ့ညူကာဆင်နဲ့ချယ်ဆီတို့ရဲ့ပွဲလေးမှာဗားရီမြင်လဲပြည်သက်ကြီးဗားရီပြောချင်တယ်ပြည်သက်ကြီးအမြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်။ချယ်ဆီသင်းနဲ့ပတ်သက်တဲ့ကြောင်းအရာတွေဘောလုံးကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်။ giveaway season နေ့ဒါ jersey ပေးမဲ့အစီအစဉ်လေးလည်းရှိတာဖြစ်တဲ့ကြောင့်မို့အခုပဲ Telegram channel လေးကိုလည်း join ထားပေးဖို့တောင်းဆိုချင်ပါတယ်။အဆုံးနေ့ဝင်ရောက်ကြည့်ရှုပေးကြရဲပြည်သက်တယောက်ရှင်းနိုင်ကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုယ်စဲပါ